မင်္ဂလာပါရှင်။ဇွန်လ20ရက်တောက်ကြနေ့အတွက်ရွှေရံကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်တွင်မြားစင်းရောင်၅ကန်နာဖြင့်ခြေရွာတွင်ကွန်ကရစ်ခင်းကျင်းလုပ်ငန်းဆောင်ရွက်ပြီးစီးရတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်မြို့နယ်၅လုံငန်းဦးစီးဌာနမှမြစေးရောင်၅ခန်းနာကို2014-2015ခုနှစ်မှစလို့အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ရာအစူပါခန်းနာအတူရောင်ငွေ90ရာခိုင်နှုန်းနှင့်ကျေးရွာပြည်သူထဲ့ဝင်ငွေများဖြင့်ဆောင်ရွက်သောကျေးရွာတွင်ကွန်ကရစ်ခင်းကျင်းလုပ်ငန်းဟာရာနှုန်းဖြင့်ဆောင်ရွက်ပြီးစီးပြီဖြစ်တယ်လို့သိရပါဗျာ။ တိုက်ကြီးမြို့နယ်ငါးလုံငန်းဦးစီးဌာနမှ2025-2026ဘဏ္ဍာနှစ်တွင်ဖိုးခေါင်ကြေးရွာအုပ်စုကံကလေးဤကြေးရွာတွင်မြားစင်းရောင်၅ခန်းနားရဲ့အတူရောင်ငွေ50ရာခိုင်နှုန်းမှစက်သိန်းတရာကြေးရွာပြည်သူထဲဝင်ငွေငွေချက်သိန်း42သိန်း6500စုစုပေါင်း ငွေကျပ်သိန်းပေါင်း142သိန်း6500ဖြင့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်တဲ့ကျေးရွာတွေမှာအရှိ230တပီအကျယ်12ပီအမြင့်6လက်မတူကွန်ကရစ်ခင်းကျင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာယခုအခါရှားနှုံးပြည့်ဆောင်ရွက်ပြီးစီပြီးဖြစ်တာကြောင့်ကျေးရွာပြည်သူများအဆင်ပြေချုံးမွေစွာသွားလာနိုင်ပြီဖြစ်တယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့တုံကွာမြို့နယ်တွင်အွန်လိုင်းစေရောင်းချခြင်းနဲ့ဆက်လင်းပြီးကွင်းစစ်စစ်ခြင်းဆောင်ရွက်တဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်သုံးခွာမြို့နယ်တွင်အွန်လိုင်းဆေးရုံချခြင်းနဲ့ဆက်လင်းပြီးမှတ်ပုံတင်လျှောက်ထားတဲ့အမှတ် 5A အောင်စရာလန်းအမှတ်9ရပ်ကွက်ရှိ Alice Tisha အထက်အလေးအဝိတ်အထက်နဲ့ဆက်ဆက်ပစ္စည်းများရောင်းချတဲ့ဆိုင်များသို့စားသုံးသူရေရောဦးစီးဌာနမှမြို့နယ်တာဝန်ခံဒေါ်ဆန်းဆန်းမော်နဲ့အဖွဲ့ကဇွန်လ16ရက်နေ့ပိုင်းတွင်ကွင်းစစ်ဆေးကြပြီးအရေးကြီးကုန်စီနဲ့ဝန်ဆောင်မှုဥပဒေအကြောင်းအသိပညာပေးဟောပြောတယ်လို့သိရပါတယ်ဒီသတင်းကိုတော့စီတူလင်းကပေး ပို့ထားပဲဖြစ်ပါရဲ့ရှင်။ထမန်တင်ဆက်ပြီးမှာကတော့ကြောက်တန်းမြို့နယ်တွင်လူငယ်ရေးရအသိပညာပေးဟောပြောပွဲပြုလုပ်တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးစင်ကန်ရက်ကွက် TTEC ကိုပိုင်အခြေခံပညာအထက်တန်းကျောင်းနှင့်လူငယ်ရေးရအသိပညာပေးဟောပြောပွဲကိုဇွန်လ18ရက်နေ့နက်9:00နာရီကပြုလုပ်ကြောင်းသိရှိရပါတယ်။ဟောပြောပွဲတွင်ကျောင်းဆရာမကြီးဒေါ်ရင်သိန်းကအမှာစကားပြောကြားပြီး ပြန်ကြားရေးနှိပ်ပြီးသူဆက်စံရေးဦးစီးဌာနမှဦးစီးအရာရှိဦးတန့်စင်ထုံးကကျောင်းသားကျောင်းသူများအားစာဖတ်ခြင်းမှရရှိနိုင်တဲ့အကျိုးကျေးဇူးများကိုဟောပြောပါရယ်။ဟောပြောဝယ်တွင်မူရစ်စီဝါအန်နီအကြောင်းနဲ့ခလီအလုသမားပပျောက်ရေးအသိပညာပေးနေရန်ကစာဆောင်ကိုခင်းချင်းပြတ်သားပြီးလက်ကမ်းစာဆောင်များကိုဖြန့်ဝေကြောင်းသိရပါရယ်ရှင်။ဒီသတင်းကိုတော့တန့်စင်ထုံးကပြပူလာတာပါ။ နောက်ဆုံးတင်ဆက်မယ့်သတင်းကတော့မန္တလေးငလျင်ကြီးကျောင်းထိခိုက်ပျက်စီးခဲ့တဲ့ဘာသာရေးအစအဦးများပြည်လဲထူထောင်ရေးအတွက်မြန်မာနိုင်ငံကြက်ချင်းဤအသင်းမှပါဝင်ကူညီတဲ့သတင်းဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးကျောင်းထိခိုက်ပျက်စီးခဲ့တဲ့မန္တလေးတိုင်းဒေသကြီးနဲ့သခိုင်းတိုင်းဒေသကြီးအတွင်ရှိဘာသာရေးအစအဝူးများမုံမှန်ပြင်ဆင်နိုင်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်မြန်မာနိုင်ငံကျက်ချင်းဒီအသင်းမှ ပါဝင်ပံ့ပိုးကူညီငွေများပေးအပ်ခြင်းကိုဇွန်လ18ရက်ကပြုလုပ်ရာမြန်မာနိုင်ငံကျက်ချင်းဒီအသင်းဥက္ကဋ္ဌပေါမောက်ခါဒေါက်တာမျိုးညွန်း ဒုတိယဥက္ကဋ္ဌဒေါက်တာတင်တင်လေးနဲ့အလုံအမှုဆောင်များမန္တလေးတိုင်းဒေသကြီးကျက်ချင်ဒီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါက်တာသိန်းထွန်းဆောင်နဲ့ကော်မတီဝင်များသခိုင်းတိုင်းဒေသကြီးကျက်ချင်ဒီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးတင်အောင်နဲ့ကော်မတီဝင်များအသင်းမှညွှန်ကြားရေးမှူးများနဲ့ဒုတိယညွှန်ကြားရေးမှူးများကျက်ချင်ဒီစေတနာလှူဝါရှင်များတက်ရောက်ကြပါသည် ပံပိုးကူညီရာတွင်စကိုင်းမျိုးရှိရွှေဟင်းသာတိုက်သေးကြောင်းအတွက်7သိန်း9ရာယတနာသိန်းကီ ပရာဟီတာတိလာရှင်စာသိန်းတိုက်အတွက်7သိန်း9ရာခရစ်ရှန်တို့အားမိုင်းမတော်မူသောတခင်မဖျားကြောင်းအတွက်7သိန်း250 000အောင်မြေသာဇံမျိုးနယ်ရှိ ခရစ်တော်ဘွဲခန်းကက်သီဒရယ်ဖျားကြောင်းအတွက်7သိန်း100 စင့်ကိုင်းမြို့နယ်မြောက်ကိုင်းခြေဝါရှိစိန့်ကျော်ကင်းနယ်စိန့်အန်နာကက်သလစ်ခရစ်ယာန်ဘုရားကျောင်းအတွက်ကျပ်သိန်း150အမရပူရာမြို့နယ်ဘုံအိုးခြေဝါရှိဘုံအိုးအရှိဘလီအတွက်ကျပ်သိန်း250အစ္စလန်ဆာရူဂီယာစာသင်ကျောင်းအတွက်ကျပ်သိန်း250အောင်မြေသာဆန်မြို့နယ်ရှိအမ်ဖီကာမေရိုဂျီဟိန္ဒူဘာသာရေးကျောင်းအတွက်ကျပ်သိန်း250စကိုင်းမြို့ရှိတီရီစနယန်ဟိန္ဒူဘုရားကျောင်းအတွက်ကျပ်သိန်း250တို့ ိုပါဝင်ကူညီပံ့ပိုးပေးကြောင်းသိရပါတယ်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားပေးဖြစ်ပါတယ်ရှင်